မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ15ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗီရာသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလားဗီရာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နာရီအတွင်းကမြို့အလိုက်ရှာတုံးခဲ့တဲ့မတားဘွေရမွေးချိန်များမှာ တိတိမြို့မှာညတသမာ36လက်မှာဘီလင်းမြို့မှာတိတသမာ9ခွန်လက်မှာ6မြို့မှာတိတသမာ18လက်မှာ အောင်လံမြို့နယ်ဟဲဟိုးမြို့တို့မှာတစ်တသမာတစ်တုံညာလမ်းမစီတရဲမြို့မှာတစ်တသမာတုံညာ6လမ်းမရှေးမြို့မှာတုံညာတသမာ9ရှစ်လမ်းမပြင်ဦးလွင်မြို့နယ်ပဲခူးမြို့တို့မှာတုံညာတသမာ8ခွန်လမ်းမစီနေပြည်တော်ဇေယတိအီမြို့နယ်နဲ့ညောင်ရွှေမြို့တို့မှာတုံညာတသမာ9လမ်းမစီနဲ့ပြည်မြို့နယ်အုတ်ဖူမြို့တို့မှာတုံညာတသမာ9လမ်းမစီတို့တိုင်းထွာရရှိခဲ့ပါတယ် ဒီကနေ့နေ့လေတနအိခွဲချိန်မိုးလေဝသကြိုမှာဖဲရရရှိတဲ့ပုံအရာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတည်ရင်နေငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပင်နဲ့စံမင်္ဂလားပင်လယ်အော်တို့မှာတည်ရင်တင်တင်မှာတိတ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့စကိုင်းတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊အေရဝတီဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်နာများဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်နာများရွေလျားရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုပစ်ခြင်း၊လျှက်စီလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ ကချင်ပြည်နယ်မှာတိတ်အနေငယ်ဖြစ်ထွန်းနေပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိတ်အသင်တန်မှာတိတ်ထူထပ်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေးပြားတို့မြင်းပုံစံအရာ မုတ်တမာခွေမွန်တနနိုင်ကန်ရန်တလျှောက်တို့မှာမုတ်တုံလေးအားနေနေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေများကတော့ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာတိတ်အနေငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့လဲပိုင်းမှာတိတ်အသင်တန်ဖြစ်ထွန်းနေပါတယ်။ တက်ပလီပင်လယ်ပင်နဲ့ကြံပင်ကလားပင်လယ်တို့မှာမုတ်တုံလေးအားနေနေပါတယ်။မြမပင်လယ်ပင်မှာလှိုင်းနှင်းငယ်မှာလှိုင်းအသင်တင်ရှိပါမယ်။လှိုင်းမြင်မှာမြမကန်ရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပင်တို့မှာလေးပင်မှာ6တိကန်ရှိနိုင်ပါတယ်။မနှက်ပြန်နေတဲ့ဒီခမှန်ချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊စကိုင်းတိုင်းဒေသကြီးနဲ့မလေးတိုင်းဒေသကြီးတို့မှာနေရာကွက်ကြချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာကျကျ ကယားပြည်နယ်ကရင်ပြည်နယ်မြပြည်တော်နယ်ရှမ်းကုန်းတိုင်းဒေသကြီးတို့မှာနေရာဆက်ဆဲနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းအေရဝတီဒေသကြီးပဲခူးတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမွစ်ချုံရွာပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားပြည်သာခံမှန်းချက်များကိုတင်ပြပါမယ်ရှင် နေပြည်တော်နဲ့အနီတဝိုင်းအတွက်မနေ့ပြန်နေတဲ့ဒီမိုးလေဝသအခြေအနေခမှန်းချက်မှာမိုးတကြိမ်နှစ်ကြိမ်ထစ်ဆုံးရပါမယ်အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယက်63ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်အနီတဝိုင်းအတွက်မနေ့ပြန်နေတဲ့ဒီမိုးလေဝသအခြေအနေခမှန်းချက်မှာ200ကွက်ကြားမိုးထစ်ဆုံးရပါမယ်အမြင့်ဆုံးပူချိန်မှာ 32ဒီဂရီဆယ်စီယက်60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ22ဒီဂရီဆယ်စီယက်82ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ မန္လေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနှက်ပြန်တဲ့နဲ့ဒီမိုးလေဝသအခြေအနေခံမှန်းချက်မှာလဲ200ကွက်ကြာမိုးထချုံရွာပါမယ်အမြင့်ဆုံးအပူချိန်မှာ34ဒီဂရီဆယ်စီယပ်93ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးအပူချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခံမှန်းချက်များအနေနဲ့ကတော့အနောက်တောင်ဘက်တောင်လျာမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာစွန့်ခွာနိုင်ပါတယ် အခုတင်ပြခဲ့တာကတော့ဒီနေ့မိုးလယ်နေ့တိုင်းချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားပေရသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအစမ်းမှချမ်းသာကြပါစေရှင်။